အတင်းအောင်ပြည်နာမကြီးကိုဒတိတိယဖြစ်အောင်လုပ်ခဲ့တဲ့နိဗျကြီးမော်ရီဟိုကွာတောပေါ်တူဂီလူမျိုးနိကကြီးဂျိုဆင်းမော်ရီဟိုကသူ့ရဲ့တင်းအောင်ဖြစ်တဲ့ပြည်နာမကြီးတင်းကိုဟိုတယ်မီလိုင်းဒတိယနေအောင်လုပ်ပေးခဲ့ပြီးလူကဒူရီကီကလည်းထွက်သွားပေမဲ့ပြဿနာတစ်ခုကတော့ကြီးကျယ်မှချန်ထားပေးခဲ့တယ်လို့ဒူဒီသတင်းတွေကပေါ်ပြနေကြပါတယ်။အဲ့ဒီပြဿနာကယူရိုတောင်ပေါ်တန်းထိရှိတဲ့ဇင်ကန်ဟိုတယ်တဲခိုကအကျွေးဆက်လာမဲ့ဖြစ်ပါတယ်။ဒီဖြစ်ကမော်ရီဟိုရဲ့ညင်းပွားစရာဘလုံးလောကကတမွေးဝန်းကျောင်းမှာနောက်ထပ်ထူးခြားတဲ့ခက်ခဏာတစ်ခုဖြစ်လာခဲ့ပြီးပြည်နာမကြီးတင်းရဲ့ငွေကြေးစီမံခွန်ခံမှုပေါ်ဖိအားပေးနေပါတယ်။ ဒီကိစ္စကိုဘယ်သူကတာဝန်ယူဖြေရှင်းရမလဲဆိုတာကခုချိန်မှာတူရကီမီဒီယာတွေကအာရုံစိုက်မှုအောက်မှာရှိနေပါတယ်။မော်လင်ဟိုကဖိနာပါချီတင်းကိုဟိုတယ်တဲခုကယူရို8300 4000ပေးချေဖို့အကြွေးခြံထားခဲ့တာဖြစ်တယ်လို့တူကီတင်းထံသာတခုကဖော်ပြခဲ့ပါတယ်။မော်လင်ဟိုတဲခုခဲ့တာကအစ္စတန်ဘူမြို့ကဈေးကြီးဆုံးဇိမ်ကန်ဟိုတယ်တွေကတခုဖြစ်တဲ့ Four Seasons ဟိုတယ်မှာဖြစ်ပါတယ်။အဲဒီဟိုတယ်မှာတာမန်ခန်းမဟုတ်ပဲနီးပြားကြီးရဲ့ဂုံပုံးနဲ့လိုက်ဖက်တဲ့ဇိမ်ကန်ခန်းမှာနေထိုင်ခဲ့တာဖြစ်နိုင်ပါတယ်။ ဒီဘက်ကြီးကတော့နေပြနေရမှာမဟုတ်ပဲမွေရဲနေရမှာလဲဆရာတဆူလို့ကိုပြောရမှာပါသူကပြနာမကြီးတင်းကိုကင်တွေ့ခဲ့တဲ့ကာလအတွက်15လကြာတဲ့အထိဒီစင်ကန်ဟိုတယ်မှာတဲခုနေထိုင်ခဲ့တာဖြစ်ပြီးကွန်ကျစရီအားလုံးကိုပြနာမကြီးတင်းနာမည်နဲ့ပဲထားခဲ့တယ်လို့သိရပါတယ်ဒီလိုမျိုးကြီးမားတဲ့ကွန်ကျစရီကမော်ရင်ဟိုရဲ့စင်ကန်နေထိုင်မှုပုံစံကိုဖော်ပြနေတယ်လို့ပလက်တီနီကသူ့ကိုခေါ်ယူထားတဲ့အချိန်မှာပေးဆက်ရတဲ့လာစာနဲ့တခြားစရီကဘယ်လောက်ထိကြီးမားလဲဆိုတာကိုမြင်သာစေပါတယ်တချို့ဒီနေ့ကတော့ဒီကွန်ကျစရီကမော်ရင်ဟိုရဲ့ပုံကွေရီသုံးဆွဲမှုတွေနဲ့အပေါ်ဝင်ဆောင်မှုတွေပါပါဝင်နေတယ်လို့ထုတ်ပြကြပြီး ဒါဆိုရင်ဘယ်သူကပေးချရမယ်ဆိုတဲ့ညင်ပေါ်မှုကဘိုးပီးကြီးထွက်လာနေပါတယ်။မော်ရီဟိုနဲ့ပီနာဝါကြီးတင်းတို့လမ်းခွဲတဲ့အချိန်တုန်းကလည်းမော်ရီဟိုကစာတုံးတက်တယ်မပြေခင်ထွက်ခွာခဲ့ကြတော့ညပြတဲ့ငွေကြေးပမာဏကိုတင်းစီကနေရရှိခဲ့တည်တာဖြစ်ပါတယ်။ဒီတော့ကြောင့်ပီနာဝါကြီးတင်းကညီပြကိုကြီးမားတဲ့ရော့ကြေးပေးပြီးမှလာစားပြင်းလေးစိတ်စားစရာကြီးပြောက်ပါထပ်မံပေးချလိုခြင်းလုံးဝမရှိဘဲငင်းဆန်ထားတာဖြစ်ပါတယ်။ ကလဒီမကစဉ်းစားမယ်ဆိုရင်လည်းနီးပြားကိုကြီးမားတဲ့ရောကျေးပေးပြီးမှထပ်ပြီးတော့ယူရို3ပုံ4ပုံရှိတဲ့ဟိုတယ်ကျွေးကြံကိုပေးဖို့ဆိုတာကမလိုလားတဲ့ကုန်ကျစရည်တစ်ခုပါပဲ။ဥပမာအဖြစ်နီးပြားကြီးတူကိုခေါ်ယူတဲ့အခါမှာတော့ယာယီနေထိုင်စိတ်ကိုကလပ်ကကြားခံပေးနေရှိပေမဲ့ဒီလိုမျိုး15လကျစိန်ခန်းဟိုတယ်မှာနေထိုင်ခဲ့တဲ့ကုန်ကျစရည်ပမာဏကပုံမှန်ဆန်နှုန်းထက်များစွာကျော်လွန်နေပါတယ်။ဒါကြောင့်ဒီပမာဏကိုဘယ်သူပေးချေရမလဲဆိုတဲ့ကိစ္စကဥပဒေအကြောင်းအရညှင်းပွားစရာဖြစ်နိုင်တယ်လို့သုံးသပ်ရပါတယ်။အတိအပြင်ကလန်တဲ့မော်နီဟိုလိုဂျာကစာချုပ်မှာနေထိုင်ခြင်းနဲ့ပတ်သက်ပြီးအသေးစိတ်သဘောတူညီချက်ဘလို့ပါလဲဆိုတာကဒီကိစ္စရဲ့အဖြေကိုဆုံးဖြတ်ပေးပါလိမ့်မယ် အဲ့ဒီတော့ခုချိန်မှာ4 season hotel ကတော့အကျွေးချံကိုအလင်းမြန်တောင်းခံနေပြီဖြစ်တာကြောင့်ဒီ euro 9သိန်း4,000တန်းကိုပြင်နာပါချီတင်းနဲ့ morning hotel နဲ့ဦးတွေကဘယ်သူကပေးချိမလဲဆိုတာကတော့စောင့်ကြည့်ဖို့သာကြံပါတော့တယ်ဒီကိစ္စကပြင်နာပါချီတင်းရဲ့ငွေကြေးစီမံခံခဲ့မှုနဲ့ပတ်သက်ပြီးမေကွန်ထုတ်စာတွေဖြစ်လာစေခဲ့ပြီးညီပြကြီးရဲ့ပြဿနာချက်နဲ့နီလန်ကတမှုထူးခြားနေတယ်လို့သုံးသပ်နိုင်ပါတယ်ဘလုံးတော့ကမှညီပြကြီးထွက်ခွာပြေးတဲ့နောက်မှာတော့ရော်ကြေးကိစ္စတွေငင်းပွားတာပုံမှန်ရှိပေမဲ့ဒီလိုကြီးမားတဲ့ hotel ကျွေးချံကြောင်းပဲကလပ်တင်းတွေ PR ရောက်တာကတော့ဆက်စပ်ပါပါအချင်းကြီးတစ်ခုပဲဖြစ်ပါတယ်ဒီမှာဒီလိုတဲ့ကတဲ့အမားတို့ချက်